ဝေဖန်ခင်ရပေမဲ့ကိုကုကုပဲပြောင်းလဲလိုက်တဲ့ဆိုရဲအင်းမြတ်သူပရိသတ်များအောင်လို့မဲ့မင်္ဂလာပါရှင်အနုပညာလွတ်လီရီမှာအခုချိန်တည်းလောက်ကိုင်းနေရတဲ့အင်းမြတ်သူကတော့အခုလက်ရှိမှာလဲဇလန်တွဲလီရီမှာပါရိုက်ကွနေရပြီဖြစ်ပြီးမကြသေးမီကလည်းအင်းမြတ်သူဟာမင်သားမင်းမြတ်နဲ့အတူတူရုပ်ရှင်ဇာတ်ကားမှာပါဝင်ရိုက်ကွခဲ့ရပါသေးတယ်အင်းမြတ်သူကတော့အခုချိန်ထိဗိဒ္ဓရီယာအပေးမှုတွေကိုအပြေဝရရှိနေစေဖြစ်ပြီးအနုပညာလို့လူတွေကိုခက်စစ်စစ်ရိုက်ကူးနေရပါတယ်။ အိမ်မြတ်သူကတော့တချို့နေရာလေးတွေမှာဝေဖန်ပြောဆိုတာခဏရပြီးအရေးပေါ်မှာလည်းသူအနေနဲ့ဝေဖန်ပြောဆိုမှုတွေရှိနေရင်ကိုကုကူသားစင်ကျင်ပြီးပြောင်းလဲမှုတွေလုပ်တယ်လို့ဆိုပါတယ်။အဲဒီကြောင့်လေးတွေနဲ့ပတ်သက်ပြီးတော့လည်းအိမ်မြတ်သူကအခုလိုပဲပြောပြလာခဲ့ပါတယ်။အိမ်မြတ်သူကအခုတော့အသက်ကြီးလာလို့လာတော့မသိပါဘူး။ကိုယ့်အတွက်တတော်တတော်ရှိဖို့ကိုပဲပူရွေးချယ်ဖြစ်တယ်။ အဝိဇ္ဇာတွေနဲ့ပတ်သက်ပြီးတော့ဝေဖန်တာတွေမခင်ရပါဘူးဝေဖန်တာတွေကြုံလာရင်လည်းဘလို့မှတဘောမချပါဘူးအဲဒီအပေါ်မှာကုကုကိုပဲပြောင်းလဲလိုက်တာပေါ့နော်ဝဇ္ဇာစင်မို့အပိုင်းမှာတော့လာမယ်ဆိုတာတည်းကုကုကိုတတောတတောရှုဖို့ကိုပဲရွေးချယ်ဖြစ်တယ်ဆိုပြီးအင်းမြတ်သူကပြောပြလာခဲ့ပါတယ်မင်းသမီးလေးအင်းမြတ်သူကတော့ဝေဖန်ပြောဆိုတာတွေကြုံတွေ့လာရင်လည်းကုကုကိုပဲပြောင်းလဲပြီးတော့စူးစမ်းကြက်တန်းဖြစ်တယ်လို့ဆိုပါတယ် အင်းမြတ်သူကတော့အခုဆိုရင် သူပတနာပါတဲ့အမှုပြန်လို့တွေကိုစူးစမ်းလို့ဖြစ်နေပြီးဇလန်တွဲလေးအပေါ်မှာလည်းအကောင်းဆုံးစူးစမ်းသွားမယ်လို့ပြောပြလာခဲ့ပါတယ်။အင်းမြတ်သူကတော့အမှုပြန်လို့လေးတွေမှာစူးစမ်းလောက်ကိုင်းနေတယ်လို့တစ်ဖက်မှာလည်းပရာဟစ်တာလို့လေးတွေမှာသူတက်နိုင်တဲ့ဖက်ကနေပါဝင်ဆောင်ရွက်ပေးနေရကိုကြည့်ရပါတယ်။အင်းမြတ်သူကတော့ငလင်ပေတဲ့နေရာရစီကိုကရိုင်းသွားရောက်ကလိုအပ်တာလေးတွေကိုထောက်ပံ့လူတန်းပေးခဲ့ပါတယ်။အကြောင်းတွေနဲ့ပတ်သက်ပြီးတော့အင်းမြတ်သူကသူရဲ့ဆိုရှယ်မီဒီယာပေါ်ကနေမျှဝေကအသိပေးထားခဲ့ပါတယ်။ ရိုက်တရီနဲ့ပတ်သက်ပြီးတော့လေအင်မြတ်သူကအခုလိုပဲပြောပြလာခဲ့ပါတယ်။အင်မြတ်သူကအရင်ကချက်ရိုက်တရီကိုပေါ့နော်ရေမြမြလေးတောက်ပေးပါပြီးတော့ဖြည့်ဆက်စာအစီတွေပေါ့နော်ပုံမှန်တောက်ပေးပါမဖြစ်ခင်ကချိုတင်ကာခွေတာကအကောင်းဆုံးပါပဲ။ရာသီဥတုကဖောက်ပြန်တော့ကျမရေးတွေအားနေတယ်စိတ်ပြူစီမှုတွေချက်လာမယ်။ အခုချိန်မှာတော့ကျမကြီးကအရေးကြီးပါတယ်ဆိုပြီးအင်းမြတ်သူကအတိပေးဖြောပြလာခဲ့ပါတယ်။အခုဆိုရင်အင်းမြတ်သူကမင်းမြတ်နဲ့အတူတူလေမြေဆောင်ရွှေရှင်စကားကြီးမှာပေါဝင်ရွက်ကြပြီးအားလုံးရအားပေးချစ်ခင်မှုတွေကိုအပြည့်အဝရရှိခဲ့ပါတယ်။မင်းသမီးအင်းမြတ်သူကတော့မြေဆောင်ရွှေရှင်စကားမှာမင်းမြတ်နဲ့အတူတူအတွေ့ညီညီတရားဆောင်ရွက်ကြပြီးအဲဒီရွှေရှင်စကားကြီးကတော့ဗိတ္တရီရဲ့ကြားမှာလည်းနာမည်ကြီးနေပါတယ်။ ဗယရီကတော့အင်းမြတ်သူကိုမျက်မျက်နဲ့အတူတူမြင်တွေ့လာတဲ့အပေါ်မှာလေဝန်တနီကြပြီးသူတို့နှစ်ယောက်စလုံးကိုမန်နီမအမျိုးမျိုးပြောဆိုကားဆွတောင်းပေးနေကြပါတယ်အခုဆိုရင်အင်းမြတ်သူကအနုပြန်လွတ်လည်ရီမှာစူးစားလောက်ကိုင်းလာနေပြီဖြစ်ပါတယ်။အင်းမြတ်သူကတော့အခွက်လက်ရှိမှာလေအနုပြန်ရေကူရီရီမှာပါဝင်ရိုက်ကူးနေရလျက်ရှိပြီးတော့ပွဲတက်တွေကိုလည်းတက်ရောက်ပေးနေရပါတယ်။အင်းမြတ်သူကတော့အခုချိန်ထိအပြိုကြီးပွားနဲ့ပြတ်တဲ့ရင်အနုပြန်လွတ်တွေမှာစူးစားလောက်ကိုင်းနေရဖြစ်ပြီးအခုထိနုပြိုလှပနေစေမင်းသမီးတယောက်လည်းဖြစ်ပါတယ်။ ပါရှယ်ဒီကနေ့တင်ဆက်ပေးသွားတဲ့ကြောင်းလေးကတော့ဒီလောက်ပါပဲရှင်။နောက်ထပ်လည်းကျွန်မရဲ့ channel လေးကနေပြီးတော့ဇေဝန်စာအဖွဲ့ရာဆယ်လီတင်းကြောင်းအသစ်တွေနဲ့တူပြန်လာခေုံမှာဖြစ်လို့အတိတ်တော်ရီတင်နိုင်မလို့တန်းသိရှိနိုင်ဖို့အတွက်ဘေးနားချက်ပြီးခေါင်းလေးကိုလည်းနေထားပြကြပါရှင်။